final create လုပ်တဲ့အခါ command လေးရိုက်ရင် file create ဖြစ်သွားတယ်ဆိုတာကဒါကလွယ်ပါတယ်ဒါပေမဲ့ file တစ်ခုကို create လုပ်တဲ့အခါမှာစင်ဂျင်တတိထားမယ်အကြောင်းအရာတွေအများကြီးရှိပါတယ် okay ကြည့်အောင်ကျွန်တော် file တစ်ခုကို create လုပ်တော့မယ်ဆိုရင်အရင်အရေးကြီးတာဒီ destination ပဲကို create လုပ်မဲ့ file ကိုဘယ်နေရာမှာထားမှာလဲဆိုတာကအရေးကြီးပါတယ်အဲ့ destination ကလက်ရှိရောက်နေတဲ့နေရာမှာလား home မှာလားဒါမှမဟုတ်တခြားသောနေရာမှာလား linux system မှာက location နဲ့အများကြီးပဲ target field တွေအများကြီးဖြစ်တဲ့အတွက်တွေ့ကြရနေရမှာထားလို့မရပါဘူး။သူတတ်မှတ်ထားတဲ့နေရာမှာထားတာပုံပြီးတော့ကောင်းပါတယ်ပေါ့နော်။နောက်တစ်ခုပိုင်နေကိုတဲ့ create လုပ်တဲ့အခါမှာ system file name နေနဲ့မတူအောင်ပေးရမယ်။ file name တွေကိုတတိထားရမယ်လို့ပြောချင်တာဖြစ်ပါတယ်။အဲ့တော့ကိုပေးလိုက်တဲ့ file name နေနဲ့ system ကပေးထားတဲ့ file name နေနဲ့တူတယ်။ဥပမာ PASWD ဆိုတဲ့ file မျိုးတွေပေါ့။အဲ့လိုမျိုး file မျိုးတွေကိုကျွန်တော်တို့ကမပေးတဲ့ ို့နာမည်နဲ့ဟိုကိုကို့အနေနဲ့ file တစ်ခုကို create လုပ်တဲ့အခါအဲ့လိုနာမည်နဲ့မပေးတဲ့ဘောနော်ကိုကမှားဖြတ်မိနိုင်တယ်အဲဒါမျိုးတွေကိုတော့ဆင်ခြင်ဖို့လိုရတယ်ဒါကအရေးကြီးတဲ့အချက်တွေပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်